အားလုံးပဲမင်္ဂလာပါရှင်။ကြက်ကလေးမြတ်ပက္ကရှင်ကဏ္ဍမှာကြိုဆိုပါရစေ။ကျမကတော့ဒီကြက်နာဖြစ်ပါတယ်။ကျမကဒီနေ့အာမေမေဖေဖေအနေနဲ့ပေါ့နော်ဆက်ကြောက်တဲ့အရွယ်ရောက်လာတဲ့တာသမီတွေကိုဘယ်လိုမျိုးပြုစုပြထောင်မလဲဆိုတာနဲ့ အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကျွန်မပြောပြမှာဖြစ်ပါတယ်။ဆိုတော့ဟိုဆက်ကြောသက်အရွယ်ပေါ့နော်အသက်ဆက်ကွန်ဆက်ရှင်လောက်ရောက်လာလို့ရှိရင်တာသမီနဲ့မိဘနဲ့ကြားမှာ conflict လေးတွေဖြစ်လာတာကပုံမှန်ပဲပေါ့နော်ဒါသဘာဝပဲဖြစ်ပါတယ်။ဆိုတော့ဒီရွယ်ရောက်လာလို့ရှိရင်မိဘတွေကလည်းကိုယ့်ရဲ့တာသမီတွေကိုခလီလို့ပဲထင်နေကြတော့မှဖြစ်တယ်။တာသမီတွေကကြတော့သူတို့ဒီလိုမျိုးအရွယ်ဆက်ကွန်ဆက်ရှင်ပြုတ်ပတီဖြစ်လာတဲ့အရွယ်ရောက်လို့ရှိရင်သူတို့ကသူတို့လူကြီးဖြစ်လာပြီးသူတို့ကဆုံးမချက်တွေချနိုင်လာပြီးသူတို့ကသူတို့လုံနိုင်လာပြီးဆက်သဖြင့်အဲသူတို့ရဲ့ emotional development အ ရအစိတ်ပြောင်းလဲဖြစ်လာတဲ့အခါမှာသားသမီးနဲ့မိဘအကြားမှာအဆင်မပြေမှုလေးတွေဖြစ်လာတာကဒါထုံးစံပဲဖြစ်ပါတယ်ဒါကျမတို့အာလူတိုင်းလူတိုင်းဒီရွယ်မှာသားသမီးနဲ့မိဘ relationship မှာကြုံတွေ့ရမယ့်အရာတခုလို့တော့ကျမတို့ပြောလို့ရပါတယ်ဆိုတော့အဲ့ဒီလူမျိုး conflict တွေဖြစ်လာခဲ့သည်ရှိတော့အဲ့ဒီ conflict တွေကိုကျမတို့ဘယ်လိုဖြေရှင်းမလဲနောက်တစ်ခါဒီလိုမျိုး conflict တွေနည်းနည်းသမျှနည်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုကျမဒီနေ့ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျမတို့မိဘတွေအနေနဲ့ကတာသမီတွေအဒေါ်လာဆန်အရွယ်ရောက်လာတဲ့ အချိန်မှာဆိုလို့ရှိရင်တို့ကလေးလို့မြင်နေတဲ့စိတ်ကိုပေါ်ပကနေစပြီးတော့ short ချရမယ်အမြင်တွေကိုပြောင်းလိုက်ရမယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့မိဘတွေအနေနဲ့ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့သားသမီးကိုပေါ့နော်လုံးချုံစိတ်ချရတဲ့အဲစိတ်ဖြစ်တဲ့ stable ဖြစ်တဲ့ဒီ living environment လေးတခုကိုကျမတို့ကဖန်တီးပေးထားဖို့လိုတယ်နောက်တစ်ခါကြလို့ရှိရင်ဒီအရွယ်တခုရောက်လာတဲ့အခါကျရင်သားသမီးတွေကလည်းပေါ့နော်မိဘတွေစီကနေပြီးတော့ဒီအပြန့်အလှန်ယုံကြည်မှု အပြန်အလှန်ယုံကြည်မှုကိုတို့ကလိုချင်တယ်နောက်တစ်ခါဒီ mutual respect လို့လည်းလိုချင်တယ်ပေါ့နော်သားသမီးဆိုပြီးတော့ကိုမွေးထားတဲ့သားသမီးပဲငါတို့ပြောချင်တာပြောမယ်ငါတို့လှုပ်ချင်တာငါတို့ like လုပ်ပေးရမယ်ဆိုတော့အဲ mindset မျိုးရှိလို့တော့မရဘူးနောက်တစ်ခုကဒီ adolescent အရွယ်ရောက်လာတဲ့ကလေးတွေနဲ့ဆက်ဆံတဲ့အခါမှာကျမတို့က open communication နဲ့တွေ့ဖို့လိုအပ်ပါတယ် open communication ဆိုတာတသမီနဲ့မိဘဆိုတဲ့ relationship အာ ပုံစံမျိုးဆိုပေမဲ့လည်းပေါ့နော်ကိုယ်တာသမီးပြောတဲ့အရာလေးကိုတနည်းလေးစားနားထောင်ပေးတာမျိုးအဲသူ့နဲ့ကိုယ်နဲ့ရင်ဖွင့်မော်တိုင်မင်ပေါ့ပေါ့နော်ဒါတကယ်ချင်းပုံစံ friendship ပုံစံနဲ့တွားရင် relation အရွယ်မှာတသမီးနဲ့မိဘကြားမှာဖြစ်လာမဲ့ conflict တွေကပို့ပြီးတော့နေလာပါလိမ့်မယ်ဆိုတော့နောက်တစ်ခုအနေနဲ့ကကြတော့ဒီ relation ရောက်လာပြီးဖြစ်တာနဲ့တပြန်နဲ့ကလေးတွေဟာအာမိဘအပေါ်ကို100%မမိခိုးကြတော့ပေါ့နော်သူတို့က independence ဖြစ်လာမယ် တို့ဘာသာတို့လှုပ်ချင်တာဆုံးဖြတ်ချက်တွေချကြင်လာမယ်ဒီလိုရာမျိုးတွေကိုလည်းကျွန်တော်မိဘတွေကနားလည်ပေးရမယ်တတ်နိုင်သမျှကိုခွင့်ပြုနိုင်တဲ့လောက်အတိုင်းတာချို့လည်းခွင့်ပြုပေးရပါမယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့မိဘတွေဟာဆိုလို့ရှိရင်ကိုယ့်ရဲ့သားသမီး adolescent ရောက်လာပြီဆိုလို့ရှိရင်ဒီ adolescent behaviors လေးတွေကိုလည်းသူတို့အနေနဲ့သိထားသင့်တယ်ပေါ့နော်ဆိုတော့ adolescent ရောက်လာပြီဆိုလို့ရှိရင် စပြီးတော့ဗာလေလောက်တက်လာလဲဆိုလို့ရှင်အဓိကဒီ16 18 19ရွယ်တွေဟာပေါ့နော်သူက search yourself ပေါ့နော်တနည်းအားဖြင့်အဲ identity ရှာတယ်ကိုယ့်ကိုယ်ကို like ရှာတယ် who am i လို့ခေါ်ရပေါ့နော်ကျမတို့စိတ်ပညာရဲ့ဘက်မှာဆိုလို့ရှင်အဲ့တော့ငါဘာလုပ်လဲဆိုတော့ like ရှာရင်းနဲ့သူတို့ဟာဗာလဲဆိုလို့ရှင်သူတို့ဘာတော့သူတို့ခုနလိုပေါ့နော် စမ်းတက်ပြီးတော့ကိုလန်းကိုဖောက်ချင်စိတ်တွေစပြီးတော့ဖြစ်လာတယ်။ဒါကြောင့်မလို့သူတို့ကဘာလဲဆိုလို့ရှိရင်မိဘတွေကအရင်တုန်းကချမှတ်ထားတဲ့ boundaries တွေရှိမယ်ဆိုလို့ရှိရင်အဲ့ဒီ boundaries တွေတက်မှာတိတ်ပြီးတော့မနေကြတော့ဘူး။အဲ့တော့ boundaries တွေကိုစပြီးတော့ချိုးဖောက်တဲ့အပြုအမူတွေကိုလုပ်လာတယ်။ rules တွေ discipline တွေကိုစပြီးတော့သူတို့က break လုပ်တဲ့အရာမျိုးလေးတွေစဖြစ်လာပေါ့။အရင်တုန်းကကလေးပေါ်တော့တော့ဒီ rules တွေကိုလိုက်နာခဲ့မယ်။သူတို့အရွယ်တစ်ခုရောက်ပြီးငါတို့မှဒီလိုမျိုးဆုံးဖြတ်ခွင့်မရှိဘူးလား။ငါတို့ဒီလိုလုပ်လို့မရဘူးလားဆိုပြီးတော့မိဘတွေချမှတ်ထား ရိုးရှေကိုစပြီးတော့ချိုးဖောက်တဲ့ပုံစံမျိုးလေးတွေစပြီးလှုပ်လာကြပါတယ် နောက်တစ်ခါကျတော့ဒီရွယ်မှာဆိုလို့ရှိရင်ကျမတို့ဒီဒေါ်လာဆိုင်တွေမှာလဲ peer pressure ရှိရပါတော့။ဘယ်လိုမျိုးလဲဆိုတော့ peer pressure ဆိုတာဒီသူတို့ကတခြားသူတွေရဲ့မိဘတွေဆိုလို့ရှိရင်တော့ဒါတွေကိုခွင့်ပြုပေးတယ်။ဒါတွေကိုလုပ်ခွင့်ရတယ်။သူတို့ကလုပ်ခွင့်ရတယ်။ငါတို့ကလုပ်ခွင့်မရဘူးလားဆိုပြီးတော့သူတို့ကိုသူတို့ပေါ့နော်။ခြားသူတို့ရဲ့ဒီတငယ်ချင်းပေါင်းတဲ့နယ်နဲ့အဲတွားပြီးတော့နှိုင်းရှင်ပြီးတော့တငယ်မိဘအချင်းချင်းနှိုင်းရှင်ပြီးတဲ့အခါမှာအာကိုမိဘအပေါ်မှာ အာမကျင်မနဲ့ဖြစ်တာမျိုးတွေနောက်တစ်ခါကျတော့ကိုမိဘကလည်းဒီဘက်မှာ decision making ချခွင့်မပေးဘူးသူတို့ပြောတာကိုပဲနားထောင်အောင်မယ်သူတို့လုပ်ခိုင်းတာကိုပဲလုပ်ရမယ်ဆိုတော့မျိုးတွေလုပ်တဲ့အခါမှာလည်း နေဒေါ်လာစံဒီမှာပေါ့နော်ခုနကကျွန်မအရှိမပြောခဲ့သလို pressure တွေရလာတယ်နောက်ခါကျတော့အာဒီအလုံးမကြမှုတွေပေါ့နော်မိဘပေါ်ဖြစ်လာတယ်ဒီလိုနဲ့ပဲဒါကျွန်တော်တို့သားသမီးနဲ့မိဘကြားမှာဘာတွေဆက်ဖြစ်လာလဲဆိုအတိုက်ခံတွေဆက်ဖြစ်လာတယ်ရံပွဲလေးတွေပါဖြစ်လာတာမျိုးဖြစ်လာတယ်ပေါ့နော်အဲ့တော့နောက်နောက်တစ်ချက်အနေနဲ့ကကျတော့ဒီကျွန်တော်အဒေါ်လာစံအရွယ်ကိုရောက်လာတဲ့ဒီပြိုင်နဲ့ပုံမှန်ဖြစ်နေကြရာတစ်ခုလေးပါဘာလဲဆိုတော့ဒီ opposite sex ကိုဆက်ပြီးတော့ စိတ်ဝင်စားလာတယ်အဲ့တော့ဒီຢာကလည်းဒီရွယ်မှာဒါပုံမှန်ပဲဖြစ်ပါတယ်ဆိုတော့ဒီຢာကိုပေါ့နော်မိဘတွေကကြတော့ဒီလိုမျိုးကုတ်ကလေးမှဖြစ်လာပြီဆိုတာနဲ့ဟာနေရွယ်တော့မရောက်သေးဘူးရည်စားထားကြတာလားနဲ့အနောက်ပြုကြတာလားဆိုပြီးတော့စသဖြင့်နေပေါ့နော်ကလေးကို အဖိအားတွေသွားပေးတယ်နောက်တစ်ခါကျတော့အတင်းအကျပ်ပေါ့နော်စူရာတွေအခုကလေးကတခြားကလေးနဲ့စကားပြောထားတာမျိုးရှိတယ်ဆိုလို့ရှင်တော့ဘာလို့ပြောရလဲဆိုပြီးတော့ overprotect လုပ်ချင်တဲ့စိတ်တွေနဲ့ကလေးပေါ်စူပူပြီးတော့မန်မဲပြီးတော့ပြောလိုက်တာတွေဟာဖိအားတွေဖြစ်လာစေတယ်တကယ်တော့ပေါ့နော်သူတို့ကရှစ်တလန်းမတိုးသေးဘူးဆိုတော့ကိုကတွန်းတွန်းအောင်လို့ကိုကတောင်းအောင်ပေးလိုက်သလိုတွေဖြစ်သွားတာမျိုးရှိတယ်တကယ်တော့ပေါ့နော်ကျတော့ဒီ dollar sign အရွယ်မှာဒီလိုဖြစ်တာကလည်း ပုံမှန်ပဲပေါ့နော်သူတို့ရဲ့ sexual acts တွေကပို့ပြီးတော့ double up ဖြစ်လာတယ်ဒါဒီဒီ puberty ဖြစ်လာတဲ့လူပြို့ပေါ့ပြို့ပေါ့ဝင်လာတဲ့အချိန်မှာဖြစ်လေဖြစ်တာရှိတယ်ဒီစိတ်ကံစားမှုပိုင်းတွေပဲဖြစ်တယ်ဆိုတဲ့အခါကိုနားလည်ပြီးတော့ကျမတို့ကလည်းသူတို့နဲ့ကျွန်တော်ကျွန်မရှိနေတာခုနပြောခဲ့သလိုပေါ့နော် friendship ပုံစံနဲ့သွားပြီးတော့အဲကိုယ့်ရဲ့သားသမီးကဘယ်သူ crush နေရလဲဘယ်သူနဲ့စကားတွေပြောနေရလဲဆိုတာကိုတင်းတင်းနဲ့နေထားပြီးတော့သိအောင်လုပ်ပေးထားမယ်သူတို့ဘေးကနေပြီးတော့စောင့်ကြည့်ပြီးတော့ဖြစ်တဲ့ဒါလှုပ်တဲ့နာလေးတွေကိုကိုကဒီတငယ်ချင်းမောင်းပေါင်းပြီးတော့နားလည်အောင်သာပြောပြနေမယ် ယ်ဆိုတာကျွန်တော်တို့မဖြစ်တဲ့နာလေးတာမဖြစ်တော့ပါဘူးဆိ so, ုတော့နောက်တစ်ခုကကျတော့ဒီရွယ်မှာကျမတို့ဒီဒေါ်လာဆိုင်ဒီလိုအပ်တဲ့ရာကလည်းဘာလဲဆိုလို့ရှင်ဒီ independence ပေါ့နော်တနည်းအားဖြင့်ဒါမှတ်မိခိုးကျင်တော့ဘူးမမိခိုးကျင်တော့ဆိုတာမိဘကိုပေါ့ကလေးဘွားလိုမျိုးတောက်လျှောက်ကြီးသူတို့လိုက်ပြီးတော့အကုန်လုံးပေါ့အရာအလုံးပြပြနေမှာမျိုးတော့မဟုတ်တော့ဘူးကိုမကိုကိုဆုံးမချက်တွေလည်းခြာကျင်နေမိဘကလည်းအဲ့လိုမျိုးခြာခွန့်ပေးတာကိုလည်းဘာဖြစ်လဲဆိုရင်လိုချင်နေပေါ့နော် နောက်တစ်ခုကကြတော့ freedom freedom လည်းကျွန်မရှိမှပြောသလိုပေါ့နော် freedom ပေးတယ်ဆိုရရမှာမိဘကသူတို့အရှိမှချထားခဲ့တဲ့ဒီ boundaries တွေနဲ့သူတို့အသိမနေကြတော့ လေးတဲ့နဲ့လွတ်လွတ်လပ်လပ်ပိုးလင်းကျလာတယ်။ဘာလို့လဲဆိုတော့သူတို့စိတ်ထဲမှာသူတို့ကခလေးမဟုတ်တော့ဘူး။သူတို့လူကြီးဖြစ်နေပြီ။သူတို့ကသူထိန်းချောင်းတက်နေပြီ။သူတို့ကသူတို့အာဒီဆုံးဖြတ်တက်တယ်၊သွားတက်တယ်၊အဲသွားလာတက်တယ်ဆိုပြီးတော့သူတို့တွေးတဲ့အချိန်မှာအရင်တော့ကမိဘထားခဲ့တာခလေးပုံစံလေးနဲ့ထားခဲ့တဲ့ခလေးလိုနေခဲ့တဲ့ဟာမျိုးမှာသူတို့မကြိုက်တော့ဘူးပေါ့နော်။အဲ့လိုမနေချင်တော့ဘူး။အဲ့ခါကျတော့လွတ်လပ်ခွင့်ကိုလိုက်ရှာတယ်။မိဘကလည်းအဲ့ဒါကိုမပေးဘူး။ဆိုလို့ရှိရင်တာသမီးနဲ့မိဘနဲ့ကြာမှာကရောက်ကစားရဖြစ်လာတဲ့အခါမှာမိဘတွေကဘာလဲဆိုတော့ အဲ့ဒီအရွယ်မှာဒီလိုဖြစ်တတ်တာကိုကြိုသိထားရဲဆိုရင်သူတို့ချထားတဲ့ boundary ကိုသူတို့ကလည်းနည်းနည်း short ပေးလိုက်တာမျိုး ရင်တော့ကတော့ဒါကလေးမို့လို့တမြက်ကလေးမို့လို့မေမေကဒီလောက်ဒီလောက်ထိဒီလိုမျိုးထားရပေါ့နော် boundaries တွေ discipline တွေထားရအခုဒါနည်းနည်းလေးအရွယ်ရောက်လာပြီတမိလည်းနည်းနည်းအရွယ်ရောက်လာပြီဆိုတော့မေကအခုမေချတာတဲ့ boundaries လေးတွေကိုဒီလောက်ဒီလောက်ထိ short ပေးမယ်ဆိုပြီးတော့ကိုယ့်ရဲ့ကိုယ်တိုင်ကနေပြီးတော့ကိုချထားတဲ့စီမင်းစည်းကမ်းလေးတွေကိုဒီဒေါ်လာဆန်အရွယ်မှာချင်းချင်းနဲ့နဲ့နဲ့သူတို့ကိုယ်တိုင်ကမိဘအရင် short ပေးလိုက်တာမျိုးဆိုရင်ဒီဒါသမီးကလည်းသူရတဲ့ရတိုက်တဲ့ freedom ကိုရတယ်လို့ယူဆ သွားပြီးတဲ့အခါမှာကျွန်မအရှက်ပြောလို့ပေါ့နော်သာသမီမိဘဂျာမဖြစ်မဲ့အဲဒီ conflict ဖြစ်တာတွေဟာအထိုက်လျောက်ရော့သွားမယ်မဖြစ်တာတော့မဟုတ်ဘူးကျွန်တော်တို့ခုနကပြောခဲ့တယ်ပေါ့နော်ဖြစ်တာကတော့ဖြစ်နေမှာပဲ ဒါပုံမှန်ဖြစ်တဲ့လို့ကြောင့်မလို့ဒီကာလမှာမိဘနဲ့တာသမီနဲ့ကြုံတွေ့ရမယ့် crisis တစ်ခုပဲဒါပေမဲ့ပြင်းပြထန်ထန်မဖြစ်တော့ဘူးပေါ့နော်ညှိယူလို့ရ adjustment နေလုပ်ယူလို့ရဒါတာသမီဘက်ကဖြစ်တဲ့အနေထားကိုမိဘဘက်ကသိနေမှသာလေမိဘတွေကတစ်ထစ်ဖြေလျှော့ပြီးတော့လုံးမရမယ်။ဒါကလေးတွေရောတစ်ချိန်မှသူတို့လျှော့မှာမဟုတ်တော့အဲ့တော့ဒေါ်လာစိတ်တွေကတော့သူတို့ရဲ့ပုံမှန်အတိုင်းပဲသူတို့ရဲ့ behaviors တွေဒီရွယ်မှာဒီလိုတွေလုပ်မယ်ဒီလိုစိတ်တွေဖြစ်လာမှာဖြစ်လာမှာပုံမှန်ပဲပေါ့နော်ဆိုတော့ဒီရွယ်မှာနောက်တစ်ခုကဒီသူတို့မိဘတွေစီရရကျင်တဲ့ဟာကလည်း ။ဘာလဲဆိုတော့သူတို့ရဲ့မိဘတွေရဲ့ဒီချစ်ချင်းမြတ်တာ give side မှု attention တွေနဲ့နောက်တစ်ခါ mutual respect ပါ။ mutual respect ဆိုတာဘာလဲဆိုတော့ကျမတို့ခုနအရှိမလဲကျမခုနပြောခဲ့တယ်။ဘာလဲဆိုလို့ရှိရင်သူတို့ရဲ့ဒီ afford လေးတွေပေါ့နော်။သူတို့အနေနဲ့သူတို့ရဲ့လုံနိုင်ဇွမ်းတွေသူတို့ရဲ့လုံရည်ကံရည်တွေကိုမိဘတွေအတိမတ်ပြူတာချီးကျူးတာပေါ့နော်။ချိုင်းဟူမှလို့ပဲဒါလည်းလိုချင်တယ်။ဆိုတော့အဲ့ဒီဟာမျိုးမှာတာသမီတွေကိုမိဘတွေက judge လုပ်လိုက်တယ် blame လုပ်လိုက်တယ်ဆိုလို့ရှင်သူတို့အနေနဲ့အဆင်မပြေတော့ဘူးမဟုတ်ဆိုငါမိမတွေကငါ့ကိုယုံကြည်ယုံကြည်မပေးဘူး ငါရဲ့အစွမ်းစားတွေကိုလည်းဖော်ထုတ်ခွင့်မပေးဘူးမဖော်ထုတ်ရဘူးဆိုတော့စိတ်နဲ့မကျေမနပ်တွေဖြစ်ပြီးတော့မိဘတွေအပေါ်မှာစိုးတွေမြင်လာတယ်မိဘနဲ့သားသမီးကြမှာညှိလို့မရတော့ဘူးအဲ့ခါကျတော့လူကြီးတွေကလည်းပေါ့နော်ငါသားသမီးရဲ့ဒီဘက်ရောက်မှအရန်နေစိုးလာတယ်ပြောလို့ဆိုလို့မရအောင်ဆိုပြီးလူကြီးရှိအောင်နေပြီးတော့သူတို့ကကြည့်တယ်လူငယ်တွေရှိတော့မှကြောက်လဲမိဘတွေကငါတို့ကိုပေါ့နော်ယုံကြည်မှုမပေးဘူးလောလောခွင့်လည်းမပေးဘူးလှုပ်ချင်ရအောင်လည်းသူတို့လှုပ်ချင်တဲ့ဆန္ဒတွေကိုလည်းဝိုင်းပြီးတော့ support မပေးဘူးဆိုပြီးတော့ဒီလူငယ်တွေဘက်ကနေလည်းကိုယ့်ရဲ့မိဘကိုပြန်ပြီးတော့ negative မြင်လာတယ်အဲ့ကြမှာကျွန်တော်တို့သားသမီးနဲ့မိဘကြမှာညှိလို့မရ တဲ့အခြေအနေတခုတွေစီရောက်လာကြရပေါ့နော်အဲ့ဒီကမှာတချို့တော့ယောက်ျားလေးလူငယ်တွေဆိုလို့ရှိရင်အိမ်ဘဝဆင်းနေအဲဆက်သဖြင့်ပေါ့နော်ကိုလန့်ကိုရှောက်မယ်ဆိုပြီးတော့မိဘအကြီးကျယ်စိတ်တီးဆိုးကြတာမျိုးတွေဖြစ်တယ်။နားလည်းမပေးဘူးအချိန်တော်ကြာဒီသားသမီးနဲ့မိဘနဲ့စကားမပြောကြတဲ့အနေအထားမျိုးတွေထိရောက်လာတယ်ပေါ့နော်။ဒီ a negative impact တွေအနေနဲ့ဆိုတော့ဒါဆိုကျမတို့ကဒီလိုရွယ်သားသမီးတွေကျမတို့တွေဘယ်လိုမျိုး parenting skill နဲ့အုပ်ချုပ်ရင်ကောင်းမလဲပေါ့။ဆိုတော့ ီလန်ကတော့ကျမအရှိကပရိုဂရမ်တွေမှာပြောခဲ့ဘူးပါတယ်ပေါ့နော်ဒီရွယ်ရောက်လာပြီးဟေးဆိုလို့ရှိရင်တော့အဓိကကတော့ဘာသွားမလဲဆိုတော့ positive parenting တွေသဘောဖို့လို့လိုအပ်တယ်အဓိကဘာလဲဆိုတော့ခုနကကျမပြောပါတယ်ခလေးတွေဒီရွယ်ရောက်လာလို့ရှိရင်တို့ဘာသာတို့ decision making တွေခြာကြင်လာတယ်နောက်တစ်ခါဟိုတို့ရဲ့အစွမ်းအစတွေကိုဖော်ထုတ်ပြကြင်လာတယ်တို့ဘက်ကတို့ဥဆောင်ပြီးတော့အရာလှုပ်ရှင်စိတ်တွေဖြစ်လာတဲ့အခါမှာသသမီးကမိဘကိုတောင်းဆိုတာမျိုးရှိလာအဲ့ဒီအခါမှာမိဘတွေကပါးပါးနဲ့နဲ့လင်းလင်းမာမာနဲ့ မျှပြီးတော့တွေးပြီးမျှပြီးပြောတာမျိုးပေါ့ဥပမာဖြင့်ဒါဒီလုံးတစ်ခုကိုစပြီးတော့ဥဆောင်လောက်ကင်ဖို့အတွက် lower the skills တွေ lower the training တွေကိုဒါအရင်ဖြည့်ရမယ်ဒါကြောင့်မလို့ဒီ skills တွေဒီ training တွေကိုပြည့်ပြည့်အောင်ဖြည့်ပြီးတဲ့အခါကျလို့ရှင်တော့အမေတို့ဖေတို့ကတအားလှုပ်ချင်တဲ့ဒီကိစ္စရက်တွေဒီပေါ့နော် သူဥဆောင်ရွက်လုပ်ချင်တဲ့ business တော်၎င်းအခြားသောယာရီတွေကို၎င်းအဖေကစဉ်းစားပေးမယ်စသဖြင့်ねအဲသူတို့နဲ့ကိုကညှင်းညင်နိုင်နိုင်လေးပြောမယ်ဆိုလို့ရှိရင်ကလေးအနေနဲ့ကလည်းကျွန်တော်တို့အရှိမပြောသလိုသူ့ကိုဒါမေုံကြည့်ဘူးလို့မထင်တော့အချိန်တစ်ခုမှလို့ဆိုတော့ငါမိဘငါ့ကိုဒါခွင့်ပြုမှာပဲသူတို့ငါ့ကို support ပေးမှာပဲဆိုပြီးတော့ကလေးအနေနဲ့လည်းလက်ခံနိုင်လာတယ်လူကြီးတွေအနေနဲ့ကလည်းခုနကကျွန်မ ပြောခဲ့တယ်လို့ပဲသူ့ရဲ့အစွမ်းအစာကိုဗာလဲ respect ထားတယ်ဆိုတဲ့ဟာမျိုးယုံကြည်မှုရှိတယ်ဆိုတာမျိုးသူ့အနေနဲ့ခံစားသွားရစေတယ်။ဒါဆိုလို့ရှိရင်ကျမတို့ကအရင်ကြီးတင်းမာတဲ့အနေအထားမျိုးတွေကိုရောက်မလာတော့ဘူးပေါ့နော်။အဲ့တော့အဓိကအဖြစ်ဘာကိုသုံးစေချင်တာလဲဆိုတော့မိဘတွေအနေနဲ့ကကျမအရှိ parenting program တွေမှာပြောခဲ့တဲ့ပေါ့နော်။ parenting style လေးပါအဲ့ဒါလေးကတော့ကြားပူပြီးသားလည်းဖြစ်ပါလိမ့်မယ် authoritative parenting ပေါ့နော်ဒါသားသမီးနဲ့မိဘနဲ့တယောက်နဲ့တယောက်အပြန်လှန်ညံ့ညတ်တတ်တာနဲ့ discuss လုပ်ပြီးတဲ့အခါမှာသားသမီးဖြစ်ချင်တာရောမိဘဖြစ်စေချင်တဲ့ဟာရောဟိုတယောက်နဲ့တယောက်ပေါ့နော် အပြန်လန်ညှိနှိုင်းပြီးတော့အုပ်ချုပ်တဲ့ parenting ပုံစံသည်ဒါကျွန်တော်တို့ adolescent အရွယ်မှာတတ်သမီးနဲ့မိဘတွေချာမှာ သုံးသင့်တဲ့ parenting style လေးတစ်ခုဖြစ်တယ်လို့ပြောရရင်ကျွန်မကဒီနေ့ကျွန်မရဲ့ parenting program လေးကိုအဆုံးသတ်ချင်ပါတယ်ဆိုတော့နောက်ပတ်ဒီမှာလည်းအခုလိုပဲစိတ်ဝင်စားစရာကောင်းတဲ့ topic လေးကိုဆွေးနွေးတင်ပြသွားပေးဖို့မှာဖြစ်တဲ့အတွက်ဝင်ရောက်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရစေအဲ့တော့ဝင်ရောက်ကြည့်တဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်